လောကမှာဘုန်းကြီးတို့တွေလည်းလူလောကကိုရောက်လာလို့လူသားတယောက်အနေနဲ့ဒီဘဝမှာမွေးဖွားလာကြတယ်လောကမှာဖျားလို့ဖြစ်သွားတဲ့ပုဂ္ဂိုလ်ဟာလည်းပဲလူလောကမှာလူသားတယောက်အနေနဲ့မွေးဖွားလာတာဖြစ်တယ်သို့တော့ဆောင်ရွက်လောက်ကင်ပုံချင်း ရှုမြင်သုံးသပ်ဖို့ရင်းတော့ခြားနာကြတယ်ပေါ့နော်ဘုရားအလောင်းဆိုတဲ့စကားလုံးကိုပါဠိဘာသာမှာတော့ဘောရိတ္တလို့ခေါ်တယ်ဘောရိဆိုတာထူးခြားတဲ့အသိဉာဏ်ကြီးကိုဘောရိလို့ခေါ်မှန်တရားကိုသိတယ်ဘုရားခန့်သိမ်းကိုသိခြင်းလို့ဦးလဲ့လိုက်တာနဲ့တပြိုင်တည်းသိเสียရှိသမျှတွေချင်းချံမရှိသိနိုင်စွမ်းရှိတယ် လူတွေရဲ့ပညာစွမ်းဤတတ္တိဟာအမြဲတမ်းထက်မြက်တယ်လို့ပြောတယ်။ level တို့ degree တို့လည်းရှိတာ။ပညာဉာဏ်ရဲ့စွမ်းဤတတ္တိဟာအမြင့်ဆုံးကတော့သဗ္ဗညုတဉာဏ်လို့ပြောရမှာ။လောကမှာလူရဲ့လူဖြစ်လာလို့ရှိရင်ပညာသင်ရတာပဲ။ပညာသင်ရတဲ့နေရာမှာအစစ်အစစ်မိမိတို့ရဲ့ စွမ်းဆောင်မှုအလိုက်တဦးနဲ့တူပညာအရေးချင်းတွေမတူညီကြဘူးပေါ့အမြင့်ဆုံးပညာကိုပြောမယ်ဆိုလို့ရှိရင်ကိလေသာလို့ခေါ်တဲ့အဝိဇ္ဇာအမောင်တို့ကိုဖောက်ခွဲပြီးတော့ဒီစရာရှိသမျှကိုကျဉ်းကျံမရှိသိသွားတဲ့အရတမေဉာဏ်သမယုတဉာဏ်တော်ကြီးဟာလူတွေရရှိနိုင်တဲ့အသိဉာဏ်တွေထဲမှာအမြင့်ဆုံးအသိဉာဏ်လို့ ဒီလိုပြောအဲ့ဒီအမြင့်ဆုံးသိဉာဏ်ကို ရရှိတဲ့ပုဂ္ဂိုလ်ဆိုတာလူတိုင်းလူတိုင်းဖြစ်နိုင်တဲ့အနေထားမဟုတ်ဘူးရရှိနိုင်တဲ့အနေထားမှမရှိဘူးအဲ့ဒီအစင်းမြင့်အသိဉာဏ်ကြီးကို ရရှိဖို့ရအတွက်သူရဲ့လုံးဆောင်ချက်တွေဟာအမြဲတမ်းမြင်မာတယ်အမြဲတမ်းမြင်မာပြီးတော့အမြဲတမ်းရှိလျားတဲ့အချိန်ကာလ တိုင်းတာတစ်ခုထိအောင်လေ့ကျင့်သင်ယူရတယ် ဒါလည်းသိတဲ့ဘာဝကြတာပဲပညာတခုအစင်းမြင့်ပညာတခုဆိုတာနှစ်တူတူနဲ့မရနိုင်ဘူးပေါ့ဘဝကိုအရင်နည်းပြုပြီးတော့လေးလာသင်ကြားရတာဒါတကယ့်ကို reasonable ဖြစ်တယ်လို့ပြောရဘုရားကလည်းဒီပညာကြီးကိုရဖို့ရတဲ့ဘဝမှာအရင်နည်းပြုရတာအမတန်မှနှစ်ကာလအပြည့်နဲ့ရှည်လျားတယ်အရင်နည်းပြုခဲ့ရတာနဲ့အနစ်နာခံခဲ့ရတဲ့ဘဝပေါင်းမြောင်များစွာဒီလိုအရင်နည်းပြုပြီးတော့မှ ီဉာဏ်တော်ကြီးကိုရရှိတာဖြစ်တယ်။အဲ့ဒါမပြောနဲ့လောကီပညာရတစ်ခုရဖို့ရအတွက်လူတွေမှာအရင်အနည်းပြရတာအများကြီးပဲလေ။သမန်ပညာရတစ်ခုတောင်းမှပဲအရင်အနည်းမြောင်များစွာပြုပြီးတော့မှရရှိနိုင်တယ်ပေါ့။အဲ့ဒီလိုဘောဓိတတ္တတကယ်ထူးခြားတဲ့အသိဉာဏ်ကြီးကိုဘောဓိအဲ့ဒီဘောဓိဆိုတဲ့အသိဉာဏ်ကြီးပေါ်မှာ ဆွလန်းပြီးတော့ဥတီချက်ထားနေတဲ့ပုဂ္ဂိုလ်ကိုဘောရိတ္တလို့ခေါ်တယ်။အတ္တဆိုတာဆွလန်းချက်မြုံမှန်းချက်ကြီးမားတဲ့ပုဂ္ဂိုလ်လို့။အတိညာဉ်ဆိုတဲ့ဘောရိပေါ်မှာဆွလန်းချက်မြုံမှန်းချက်ကြီးမားတယ်။ aspire for great knowledge သို့မဟုတ် omniscient တကယ်အရေးကြီးတဲ့သဗ္ဗယုတဉာဏ်တော်ကြီးကိုမြုံမှန်းပြီးတော့ ်လှုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်ဗောဓိတတ္တဗမာလူပြန်တော့ဘုရားအလောင်းလို့ဒီလိုပြန်ကြတယ်